ဒီတောင်လေးမှာခောက်ဆွဲကြော်စားနေရခံရတနာစရာလေးဆိုတော့အားလုံးမြင်နေထကြရဲ့ဒီလေးကဖုန်းလိုချင်နေဆိုကြတယ်ကိုကြီးကဝယ်ပေးချင်နေတာဟောတာကီးမဖုန်းကျောက်ကဘာလို့ရလဲဒီဘယ်လောက်တိတော့မှစိတ်ပြေဖုန်းကပေါက်လိုက်တာเนาะဒါဆိုဒီမှာဆိုရင်เนาะခောက်တက်လိုက်အောင် opportunity ရွှေထုတ်လို့ရနေရိုက်ထားရဲ့ဆိုတော့လေဆိုတော့ထုတ်လို့ရရောဒီပေါင်းလေးလူပညာရှင်တယောက်ဆောင်နေရလဲဖိတ်ကြားအတွက်ကြောင့်မို့လို့လာရောက်အပိတ်ဝင်တာပါရှင့်ဖားကနေတောက်ခံနေချောင်းတဟုတ်ဟုတ်နဲ့ညော့စရာကြီးထပ်ထူပါပဲဆိုတော့ဒီအားလုံးကလည်း trailer ကိုဒီမှာဒီမောင်နှမနှစ်ယောက်ကစိုးရဲဆိုတော့လေအခုမြက် ဒီတောင်လေးမှာခောက်ဆွဲကြော်စားနေရခံရတနာစရာလေးဆိုတော့အားလုံးမြင်နေထိကြရဲ့ကြည့်ပြီးတော့ဘလောက်တိတောင်မှစစ်တင်ဖုန်းကောက်ပေါ်လိုက်တာเนาะဒါဆိုဒီမှာဆိုရင်เนาะခောက်တက်လိုက်အောင်အဲရေမုံအမြင်ပေါ်เนาะဒီကားမှာဆိုလို့ရှင်ဒီ ူစီသွင်းရောညီမလေးတန်တာညောဆိုသူတို့ဆိုလို့ရှိရင်ဒီစိုးတဲ့ဟာကိုအာတေချာလေးဟိုပြောင်းလဲအောင်ကြိုးစားထားကြရယ်ပေါ့နော်ဆိုတော့ဒီဒီသူတို့လောက်ရမဲ့ character ဘောင်တွေကနေပြီးတော့မကျွန့်သွားအောင်မထွက်သွားအောင်ရယ်နောက်သူတို့ဟို support ပေးရတဲ့ဟာကိုသူတို့တေချာလေးအပြည့်စင်ပြီးကြိုးစားထားရယ်ပေါ့နောက်ဒီဒီဒီလူပိုင်းဆိုင်ရာရောဒီ item ဘိုင်းဆိုင်ရာရောအဲ့လိုမျိုးလေးပြင်ဆင်ထားရယ်ဆိုတော့မြင်ရပါတယ်ရှင့်ကိုမြင့်မြတ်ကဟိုးအရင်တည်းကလေအဲကိုမြင့်မြတ်เนี่ย မြက်ကိုအကိုတော့မှတ်မိလားမှတ်မိလားတော့မသိဘူးရေမုံဟိုအမ်ရေမုံမင်းသမီးမလုပ်သေးဘူး model ပေါ့စာဘဝကတည်းကဟိုမထက်မထက် pop ဆိုဆိုင်မှာ အရင်ကမိတ်ကပ်မြဲဟိုမော်ဒယ်ဟိုထားပါရရှူတင်နေရှိလို့ရှိရင်မိတ်ကပ်တော့လိမ့်နေဆိုတော့ကိုမြတ်ကအမြင်စပင်လာညက်တာအဲ့လိုမျိုးအဲအဲ့အချိန်တွေကအကိုတည်တာပေါ့အဲအဲ့တည်းကအကိုကအမြင်စပင်လာညက်တာဆိုတော့အဲ့တည်းကတွေ့ဘူးတယ်ဆိုတော့အဲပြီးတော့အဲ့နောက်ပိုင်းမှာဟိုတချင်းလေဟိုဟိုပါလေအဲအကိုကတောက်လျှောက်ရုပ်ရှင်ကားကြီးအများကြီးရိုက်တယ်နောက်တချင်းကဟိုလေဟိုတကယ်ဆိုရင်အချစ်ပဲလို့လေအမချမ်းတချင်းအဲ့တချင်းဒီမှာပါအဲ့အဲ့တချင်းလည်းရိုက်တယ်ဆိုတော့အဲ့တည်းကအကိုဖန်ပါဟုတ်ကဲ့ဒီမောကလေအကိုနဲ့ဆိုလို့ရှိရင် ယ်ဟိုကဟိုအရင်ကတချင်းတပုတ်ရိုက်ဘူးတယ်ပေါ့နော်တချင်းတပုတ်ရိုက်ဘူးအဲ့နောက်ပိုင်းမှာအာမဆုံးဖြစ်ဘူးမဆုံးဖြစ်ပဲနဲ့နောက်ပိုင်းမှာမှအခုရုပ်ရှင်ကားကြီးရိုက်တဲ့အချိန်ကြမှာပြန်ဆုံတာပေါ့နော်ဆိုတော့အခုနဲ့အဲ့လိုအမြဲတမ်းဟိုကားတွေထပ်အောင်ရိုက်ဟိုလိုမျိုးခဏခဏမဆုံးဖြစ်ပေမဲ့ဒီအခုဆိုနှစ်ကားသုံးကားလောက်ဂျာထဲမှာအဆုံးဖြစ်တယ်အဲ့ချိန်မှာအခုရဲ့ အကိုအလုံးလုံးတဲ့ပုံတွေမြင်ရတယ်။နောက်ဟိုရိုက်နေတဲ့အချိန်မှာလည်းဘယ်လိုပါမလဲ။ခါကြရင်အကိုကတယောက်တည်း character ကိုစီးမျောပြီးတော့ဟိုသူ့တဲ့လို့လေးကိုသူအလိုမှတ်နေရမျိုးလေးတွေ့ရ။အဲ့လိုဆိုတော့အကိုအဲ့လိုလေးတေချာမြဲစ조사ပြီးလောက်ပါလားဆိုတာလေးကိုဟိုတွေ့ရတယ်ပေါ့နော်။ဘာပြောပြောအကိုဆိုတာဟိုပေါ့နော် dialogue ချလိုက်ပြီးရတဲ့ဟိုရ dialogue ကိုအလွတ်ရပြီးတော့ဟိုတခါတည်းဟိုဘယ်လိုပါမလဲဟို ဟိုဝမ်းစင်ဝကန်တရုပ်ဆောင်နိုင်တဲ့လူလေအဲ့လိုမျိုးကဒါမဲ့လေသူတေချာလေးအမြဲအဲ့လိုပြင်ဆင်ပြီးတော့ဒီ behind the scenes မှာပါအဲ့လိုလေးလုပ်နေတာမြင်ရတာပေါ့ဟုတ်ကဲ့အဲ့ဆိုတော့ all ဘယ်တော့မှအဲ့လိုဒီလိုအနေထားဘယ်နေထားပဲရောစူးစမ်းအားထုတ်မှုဘယ်တော့မှမလျော့သွားဘူးဆိုတာလေးကိုမြင်ရပါတယ်ရှင့်ဟုတ်ကဲ့ခုနပြောတဲ့မတရားလေးဆိုရင်တော့ဒါဘယ်သူပဲဖြစ်ဖြစ်ကိုကြရတဲ့နုပညာရှင်လေးဒီမှာနိကဲတွေ့တဲ့ခါကျရင်ဒီခုနာတို့စကားသိချင်တာတို့ရှိရလေဟုတ်ကဲ့ဘယ်လိုမတရားလေးရှိခဲ့လဲအဲ အမှန်တိုင်းပြောရရင်တော့အဲ့တော့ကကြတော့အကိုကိုဘယ်လိုပြောမလဲဟိုအဲ့မှာမှစမြင်ဘူးတာပေါ့နော်စမြင်ဘူးအပြစ်မှမြင်ဘူးတာပေါ့ဆိုတော့အဲ့လိုဟိုလိုအဲ့လိုရင်းရမ်းတော့မရင်းနေသေးပေါ့ဒါပေမဲ့အကိုအားနာတာပေါ့နော်အဲ့လိုနှုတ်ဆက်ရမှာရမောကြောင့်တကူဆိုကိုတကားသွားပြောလိုက်လို့တစ်ဖက်လူအဲ့လိုအဲ့လိုမျိုးအားနာတယ် စိတ်ရလားဆိုတဲ့ဟာဒါလို့တွေးပြီးအားနာရတဲ့ကြင်ရှိရဘူးဒါပေမဲ့တစ်ခါလေအဲ့တော့ကွာအားကစားလုပ်ပြီးပြန်တဲ့အချိန်လားမသိဘောလုံးနေပါကြီးကံပြီးပြန်လာအချိန်ဆိုမြန်းစမင်လားညက်တာတစ်ခါလေစုံတာပေါ့ဒါပေမဲ့ရေမုံလည်းအဲ့တော့ shooting သွားမဲ့အချိန်ဆိုလောလောလောနဲ့ဆိုအဲ့လိုမျိုးတော့တေချာမနှုတ်ဆက်ဖြစ်ဘူးအခုပြန်လိုက်ပါဦးမြေသွားလိုက်ပါဦးမယ်အဲ့လောက်လောက်ပဲပြောဖြစ်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့မလက်ရှိရောဘာလေးရေလို့ဖြစ်နေလဲအဲလက်ရှိက mm အခုရေမိုး have ဟိုအဲနောက်ထပ်လာမယ့်ဇလန်းလေးစကားပြောနေရလေးရှိတယ်ပြီးတော့အခုအာဒီတကြံပြီးလို့ရှိရင်အဲရေမိုးရဲ့ဇလန်းတွဲအမုံမြင့်ကစပြီးတော့ MRT for the hip play မှာပြပါမယ်ပြီးလို့ရှိရင်အာငါးလပိုင်းမှာရေမိုးနောက်ထပ်ဇလန်းတွဲအာထပ်စဖို့ရှိပါတယ်